အခုလောနီးပညာတိုးလာတာနဲ့အမျှအရင်လောငွေစည်းကူတိုးတာကနည်းသွားပါပြီ အဲ့ဒီအစား digital money လို့ခေါ်တဲ့ online ပေါ်ကကိကိနဲတွေကိုပဲစွဲစွဲလန်လန်တန်တက်တတအသုံးပြုလာကြတာကအခုဒီဗီဒီယိုကိုကြည့်တဲ့သူတွေလည်းပါဝင်ပါတယ်မငဲပါနဲ့ပေါ့နော်ငင်းရင်ကောင်းမလေးမရဖြစ်သွားလိမ့်မယ်ဆိုတော့အဲ့ဒီ digital money တွေကို digital wallet လို့ခေါ်တဲ့ phone ထဲက software တွေကနေတစ်ဆက်သုံးလို့ရပါတယ်အရင်လိုပတ်စံ agent တကာကနဲ့မြောက်ကြမြောက်ကြရှောက်သွားနေစရာမလိုတော့မျက်စိနောက်တက်တာသွားတာပေါ့ဗျာ digital money က folder လို့ရှိရဲအားလုံးပြည်ပြည်ဖြစ်ပါတယ်။ဥပမာ KPay တို့ WavePay တို့က digital wallet တွေဖြစ်ပါတယ်။အဲ့ဒီ wallet တူထက်ကပတ်စံတွေကိုလုံးလုံးချုပ်ချုပ်ဖြည့်ဖို့အတွက်ဆိုရင် password တွေ passcode တွေကိုမဖြစ်မနေထားဖို့လိုပါတယ်။ထားပြီးသား password တွေဆိုရင်လည်းလုံးချုပ်ရေးပို့ကောင်းအောင်တစ်လတစ်ခါပဲဖြစ်ဖြစ် သုံးလတစ်ခါပဲဖြစ်ဖြစ်အသစ်ပြောင်းချဲဖို့လိုအပ်ပါတယ်အခုချိန်မှာအရင်ကထက်လောက်ချော်ရေးပိုကောင်းဖို့က password တစ်ခုတည်းနဲ့မရတော့ပါဘူးပေါ့နော်ဤပညာအသစ်အနေနဲ့ past key လို့ခေါ်တဲ့လူရဲ့မျက်နှာကို scan ဖတ်တာလိပွေရာအတီးပြူတာတွေပါထပ်ပါလာပါတယ်အဲ့ဒီ past key ကိုတနည်းအားဖြင့် biometrics လို့လည်းခေါ်ပါတယ်အဲ့လိုလှုပ်ချုံရေးအမျောကင်းကြီးဖြစ်ဖို့အတွက်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Binance မှာဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာဒီဗီဒီယိုမှာ step by step မျှဝေပေးပါမယ်။ပထမဆုံးအနေနဲ့ password နဲ့ passkey ဘယ်လိုအလုပ်လုပ်လဲဆိုတာအရင်ပြောပြပါမယ်။ password ဆိုတာကကျွန်တော်တို့အကောင့်ထဲကိုဝင်ဖို့အတွက်သုံးတဲ့တော့ဖြစ်ပါတယ်။မြင်သာအောင်ပြောရရင်အိတ်ထဲကိုဝယ်ဖို့အတွက်အိတ်ရှိတကားကိုဖွဲ့တဲ့အခါမှာသုံးတဲ့ပေါ့တခြားလို့မြင်နိုင်ပါတယ်။ pass key ဆိုတာက transition နဲ့လုတ်တဲ့အခါ withdraw နဲ့လုတ်တဲ့အခါမှာသုံးတဲ့နောက်ထပ် security layer တစ်ခုပါ။မြေသာအောင်ပြောရရင်အိတ်ထဲမှာရှိတဲ့မိခတ်သက်တာကိုဖွဲ့ဖို့အတွက် လိုအပ်တဲ့တော့တချောင်းလို့မြင်နိုင်ပါတယ်အဲ့ဒီ pass key ကိုထည့်ထားခြင်းအဖြစ်ကျွန်တော်တို့ရဲ့အကောင့်ကအရင်ကထက်ပိုပြီးလုံခြုံသွားပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ pass key အလုံးလုံးနိုင်ဖို့အတွက်အကောင့်ပိုင်ရှင်ကအရှိလက်လက်ကြီးဖြစ်နေမှရမှာမို့လို့ပါသူကိုတနည်းအားဖြင့် biometrics လို့လည်းခေါ်ပြီးတော့မျက်နှာကို scan ဖတ်တာဒါမှမဟုတ်လက်ဗူရာတွေကိုအတီးပြုတ်ပြီးတော့မှသာလျှင်စစ်စစ်လုံးမဲ့အလုပ်တွေကိုစစ်ပြီးလုံခွင့်ပေးတာပါ ဒါကအကောင့်ကိုပို့ပြီးလှုပ်ချက်တလို့အသုပ်ပြုရတာကလည်းအရင်ကထက်ပို့ပြီးလွယ်ကူသွားမှာဖြစ်ပါတယ်။ဘယ်အချိန်မှာအဲ့ဒါတွေကိုအချိန်ပြောင်းလှုပ်သိလဲဆိုရင်ပထမတစ်ချက်က password မှမဟုတ် passkey မိသွားရင်အသုပ်ပြုနေတယ်လို့ဒုတိယတစ်ချက်ကအကောင့်ကိုတရားရောက်က hack လုပ်မယ်လို့တတိယရှိရင်လည်းပဲသုံးနိုင်ပါတယ်။နောက်ဆုံးတစ်ချက်က security အတွေ့ပုံမှန် update လုပ်ချင်တဲ့အခါမျိုးတွေမှာအသုပ်ပြုလို့ရပါတယ်။ အခုဒီဗီဒီယိုမှာကကျွန်တော်ရဲ့ Binance account password မိသွားလို့ password အသစ်ပြည့်ချိန်မှာဖြစ်ပါတယ်ဆိုတော့ Bebe Portal မှာရှိတဲ့ sitecamps/login button ကိုနှိပ်ပြပါ email နေရာမှာကို Binance account ဖွင့်ခဲ့တဲ့ email ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်က Gmail ကိုထည့်တာဒါဆိုတော့ Gmail ကိုထည့်လိုက်ပါတယ်ပြီးသွားရင် next ကိုနှိပ်ပြပါ enter password ဆိုတဲ့နေရာမှာကို password မှတ်မိတယ်ဆိုရင် password ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်က password မှတ်မိတော့တာကြောင့်အောက်က forget password ကိုပဲနှိပ်လိုက်ပါမယ် reset password ဆိုတာက password ကိုအသစ်ပြန်လုပ်မယ်လို့ပြောခြင်းဖြစ်ပါတယ်ဒီလိုမျိုးအသစ်လုပ်တဲ့အခါမှာကိုယ့်ရဲ့အကောင့်ထံမှာရှိတဲ့ပတ်စံတွေကို withdraw လုပ်တာပဲဖြစ်ဖြစ် P2P ကနေပြီးတော့ပြန်ရောက်တာပဲဖြစ်ဖြစ်ဒါတွေကို24နာရီကာကွယ်ပေးထားမှာဖြစ်ပါတယ်ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုမတမာတဲ့သူတွေကသာ password ချိန်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုပြန်ရအောင်ဆိုပြီးတော့ Binance ကနေပြီးတော့လုပ်ထားပေးခြင်းဖြစ်ပါတယ်ဒါကဒီအဆက်ကိုမကြော်ဘဲနဲ့စစ်စစ်သွားလို့မရဘူးပေါ့နော်ဒီတွေကြောင့် continue ကိုပဲနှိပ်လိုက်ပါမယ် email verification ဆိုတဲ့နေရာမှာခုနကကျွန်တော်ထည့်ခဲ့တဲ့ email ကို Binance ကနေပြီးတော့ ကုတ်ပုတ်ပြီးမှဖြစ်ပါတယ်ဒီကုတ်ကိုတွားယူလိုက်ပါအခုကျွန်တော်မှာဆိုရင်မေးတဲကိုကုတ်ပုတ်လာပြီးဖြစ်ပါတယ်ကျွန်တော်မေးတဲကိုဝင်လိုက်ပါမယ်အပေါ်ဆုံးမှာဖြစ်ပါတယ်အပေါ်ဆုံးကတစ်ခုကိုနေလိုက်ပါမယ်အောက်မှာရှိတဲ့ဒီကုတ်ကိုကျွန်တော်အသုပ်ပြုရမှာဖြစ်ပါတယ်ဒါလေးကို click နှိပ်ပြီးတော့ copy ကုသွားလိုက်ပါ email verification ဆိုတဲ့ကုတ်နေရာမှာခုနကကုလာတဲ့ကုတ်ကို paste ချပေးလိုက်ပါ new password ဆိုတဲ့နေရာမှာကို password ကိုဗာထည့်ချင်တာလဲပေါ့နော်ကျွန်တော်ကတော့တစ်ခုခုထည့်လိုက်ပါမယ်ဒီလိုမျိုးထည့်တဲ့အခါမှာအ ਨੇ ဆုံး character က 8ခုကနေပြီးတော့128ခုအထိထည့်လို့ရပါတယ်။နောက်တစ်ချက်အနေနဲ့က password ထည့်တဲ့အခါမှာအ ਨੇ စုဂဏန်းတစ်လုံးပါရမှာဖြစ်ပါတယ်။နောက်တစ်ချက်က A to Z ဆိုတဲ့နေရာမှာ upper case တကူအ ਨੇ စုပါရမှာဖြစ်ပါတယ်။ upper case ဆိုတာကစာလုံးအကြီးကိုပြောချင်ဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ new password ဆိုတဲ့နေရာမှာကျွန်တော်တစ်ခုခုထည့်လိုက်မယ်။ hello 123ဆိုပြီးတော့ဒါလေးထည့်လိုက်တာပါပေါ့နော်။ဒါလေးကိုကျွန်တော် copy ကူးမယ်။အောက်မှာရှိတဲ့ confirm password ဆိုတဲ့နေရာမှာအပေါ်မှာထည့်ခဲ့တဲ့ new password အတိုင်းထည့်ပေးရမှာဖြစ်ပါတယ်။ ော့ဒီအောက်ကိုလည်းပဲဒီလိုလေးထည့်ပေးလိုက်ပါချစ်ပြန်ကြည့်ကြည့်လိုက်ပေါ့နော်အပေါ်မှာရှိတဲ့တခုနဲ့အောက်မှာရှိတဲ့တခုကလောကချော့စောတွေ့နေဖို့လိုအပ်ပါတယ် continue ကိုနှိပ်ပါမယ်ဒါဆိုရင် password ချိန်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဆိုတော့ login ကိုနှိပ်ပေးလိုက်ပါ login ပြန်ဝင်လို့ရပြီဖြစ်ပါတယ် email နေရာမှာခုနကကျွန်တော်အကောက်ဝင်ခဲ့တဲ့ email ကိုထည့်ပေးရမယ် password ဆိုတဲ့နေရာမှာခုနကကျွန်တော်ထည့်ခဲ့တဲ့ password ကိုဒီနေရာကနေပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင် next ကိုနှိပ်ပေးလိုက်ပါ email verification code သူပြန်တောင်းပါတယ် နောက်တစ်ကောင်းအနေနဲ့ထပ်ပြီးတော့ထပ်ထပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကုတ်ကချောင်းခုသုံးရှင်33ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့အကောင့်ထဲကိုဝင်သွားပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနီလန်းနဲ့ကိုယ့်ရဲ့ Binance account password မေ့သွားခဲ့မယ်ဆိုရင်အခုလိုမျိုးလုပ်မယ်ဆိုရင်လုပ်လို့ရပါတယ် Binance မှာ password ချဲ့ဖို့နဲ့ passkey ထည့်ဖို့အတွက်ကပထမဦးဆုံးအနေနဲ့ Binance application နဲ့ကိုဝယ်ပေးပါ application ကိုရောက်ပြီဆိုရင် secret ရဲ့ဘယ်ဖြစ်အပေါ်တောင်းမှာရှိတဲ့ hamburger menu ကိုနေပေးပါ ီနေရာကိုရောက်လာတဲ့အခါမှာအပေါ်ဆုံးမှာ ID နဲ့အားကကျွန်တော်တို့ရဲ့နာမည်ကိုတွေ့မြင်ရပါလိမ့်မယ်။သူ့ရဲ့နေပေးမှာများတခုရှိပါတယ်။အဲ့ဒီများကိုနေပေးပါ။ဒီနေရာကကျွန်တော်တို့အကောင့်ရဲ့ information တွေကိုကြည့်လို့ရမယ့်နေရာဖြစ်ပါတယ်။အပေါ်ဆုံးမှာကျွန်တော်တို့ရဲ့နာမည်နဲ့အောက်က UID ကိုတွေ့မြင်ရမှာပါ။သူ့ရဲ့အောက်မှာ registration info ဆိုတာကကျွန်တော် Binance account ဖွင့်ခဲ့တဲ့ mail ဖြစ်ပါတယ်။သူ့ရဲ့အောက်မှာ verification security နဲ့ Twitter ဆိုပြီးဖြစ်ပါတယ်။ ကျွန်တော်တို့က security နဲ့ပတ်သက်ပြီးတော့လုံမှဖြစ်တာကြောင့် security ကိုနှိပ်ပေးပါဒီနေရာက security နဲ့ပတ်သက်ပြီးတော့အဓိကထိချုံမဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့တွေဒီ password အသစ်ချိန်းမှဖြစ်တာကြောင့် password ကိုနှိပ်ပေးပါ account restriction ကိုတွေ့မြင်ရပါလိမ့်မယ်။ဒါကဘာကိုပြောတာလဲဆိုတော့ကိုက password အသစ်ထည့်တာပဲဖြစ်ဖြစ် password change တာပဲဖြစ်ဖြစ် withdraw လုပ်တဲ့အခါမှာ P2P တွေပါပြီးတော့ရောင်းတဲ့အခါမှာဆိုရင်24နာရီပိတ်မယ်လို့ပြောခြင်းဖြစ်ပါတယ်။ဒါကိုမဖြတ်ကျော်ပဲနဲ့ကျွန်တော်တို့စစ်စစ်ပြီးတော့သွားလို့တော့မရဘူးပေါ့နော်။အဲ့တော့ continue ကိုနေပြီပါ။ဒါကဘာကိုပြောတာလဲဆိုတော့ email verification ဖြစ်ပါတယ်။ကျွန်တော် Binance account ဖွင့်ခဲ့တော့က email ထဲကို Binance ကနေပြီးတော့ confirmation code ပို့ပါလိမ့်မယ်။ ။သွားပြီးတော့နေကြည့်ကြည့်ပေးပါ။ကျွန်တော် Gmail ထဲကိုဝင်လိုက်တာပါ။ Gmail ထဲမှာဆိုရင် Binance ကနေပြီးတော့ confirmation code ပို့ထားပါလိမ့်မယ်။ဒီ code ကို copy ကူးသွားပါ။ Binance tag ကိုပြန်သွားပါမယ်။ Email verification code ဆိုတဲ့နေရာမှာခုနကကူးလာတဲ့ code ကို paste ချပေးလိုက်ပါ။ chain password ဆိုပြီးဖြစ်ပါတယ်။ သူ့ရဲ့အောက်မှာ new password ပါ new password မှာကကိုထည့်ချင်တဲ့ password ကိုထည့်ပေးရမှာပါဒီအခါမှာဆိုရင် character ဖြစ်ဖို့လိုအပ်ပါတယ် character ဆိုတာကစာလုံးလေးတွေ a b c d e f g a to z ကိုပြောချင်ဖြစ်ပါတယ်ဒီလိုလုပ်တဲ့အခါမှာ small letter ပဲဖြစ်ဖြစ် capital letter ပဲဖြစ်ဖြစ်ထည့်ပေးရမှာပါအနည်းဆုံး7လုံးကနေပြီးတော့တရနဲ့နဲ့ဆက်ရှင်လို့အတိထည့်လို့ရပါတယ် chain password ဆိုပြီးဖြစ်ပါတယ် chain password မှာ new password နဲ့ confirm password ဆိုပြီးဖြစ်ပါတယ် new password ဆိုတာက ကျွန်တော်အသစ်ထည့်မဲ့ password ဖြစ်ပါတယ် ကော်ဖန်ပတ်စဝါဆိုတာကအပေါ်မှာထည့်ခဲ့တဲ့ new password ကိုပဲနောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ရိုက်ပေးရတာပါဒီအခါမှာဆိုရင် character အနေနဲ့အနည်းဆုံး7လောက်ကနေပြီးတော့128လောက်အထိထည့်ပေးဖို့လိုအပ်ပါတယ်ဒီလိုထည့်တဲ့အခါမှာနဘက်ကအနည်းဆုံးတစ်လုံးပါဖို့လိုအပ်ပါတယ်နောက်တစ်ခုက upper case letter ပါ a to z ရှိတဲ့နေရာမှာစာလုံးအကြီးကိုတစ်လုံးမဟုတ်တစ်လုံးထည့်ပေးရမယ်လို့ပြောချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထည့်ပေးလိုက်ပါမယ် new password ကိုကျွန်တော်အရင်နှိပ်ပါမယ်ပြီးရင်သူ့ရဲ့နဘေးကမြင်လုံးလေးကိုဖွက်လိုက်ပါမယ်ဒါကကျွန်တော်ဗာရိုက် ရိုက်တာလဲဆိုတာကိုသိဖို့အတွက်ပါပေါ့နော်ကျွန်တော် password ကအခုဒီမှာထည့်ပေးလိုက်တာပါအဲ့လိုထည့်လိုက်တဲ့အခါမှာဆိုရင်အောက်မှာ alice 1 number ဆိုတဲ့နေရာမှာအမှတ်ချက်ပေါ်သွားပြီဖြစ်ပါတယ်နောက်တစ်ခုက alice 1 upper case ပါဒါကကျွန်တော် password ထည့်တဲ့အခါမှာ capital letter တစ်လုံးပေါ်သွားပြီလို့ပြောခြင်းဖြစ်ပါတယ်ဒါပေမဲ့အပေါ်ဆုံးမှာရှိတဲ့82128 character မှာကသူအမှတ်ချက်မဖြစ်နေဘူးပေါ့နော်ဆိုတဲ့ပုံစံကသူရှင်းလုံးအထိမဖြစ်နေဘူးလို့ပြောတာပါကျွန်တော်နောက်တစ်ခုခုထည့်ပေးလိုက်ပါမယ်โอเคဆိုတော့ဒါလေးထည့်လိုက်တာပါ ပြီးရင်သူ့ရဲ့အောက်က confirm password မှာကလည်းပဲဒီအတိုင်းပဲထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ copy ကူးပြီးတော့ပဲအောက်မှာသွားထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော် password ထည့်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဒီလိုထည့်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့အောက်ကောက်ကအောင်မြင်သွားတဲ့အခါမှာဆိုရင်ပေါ့နော်အခုလိုမျိုး login က expire ဖြစ်ပြီးတော့အပြင်ကိုထွက်သွားပါလိမ့်မယ်ထပ်ဆက်ပြီးတော့ login ပြန်ဝင်ပေးရမှာပါ iunderstand ကိုနေပြီးတော့ login ပြန်ဝင်ပေးလိုက်ပါမယ်နောက်တစ်ခုက pass key ပါ pass key ကိုတနည်းအားဖြင့် biometrics ဆိုပြီးတော့ level ခေါ်တာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့မျက်နှာကို scan ဖတ်ပြီးတော့ login ဝင်တာမျိုးတွေကျွန်တော်တို့ရဲ့လက်ဗူရာကိုယူပြီးတော့ login ဝင်တာမျိုးတွေဒီလိုနေရာတွေမှာအသုံးပြုလို့ရမှာဖြစ်ပါတယ် pass key ကိုနေပြီးပါဒီအခါမှာ pass key ကိုအသုံးပြုခြင်းအားဖြင့်သူ့ရဲ့ကောင်းကျိုးတွေကဘာလို့ရှိလဲဆိုတာကိုဒီနေရာမှာရေးထားပေးပါတယ် ော့ဂင်ဝင်တဲ့အခါမှာ password မလိုဘဲနဲ့ passkey ကိုအသုံးပြုပြီးတော့ login ဝင်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့အကောင့်ကိုတခြားသော device တွေမှာအသုံးပြုတယ်ဆိုရင်တူညီတဲ့ passkey ကိုပဲအသုံးပြုပြီးတော့ login ဝင်လို့ရတယ်နောက်တစ်ခုကတခြားသောသူတွေကနေပြီးတော့ကျွန်တော်တို့ကို phishing တိုက်တာပဲဖြစ်ဖြစ်ဒီလိုနေရာတွေမှာပို့ပြီးတော့လုံခြုံတဲ့စနစ်ကို passkey ကပေးစွမ်းနိုင်ပါတယ်ဆိုပြီးတော့ရေးထားပေးပါတယ်ကျွန်တော်တို့က passkey ကိုထည့်မှာဖြစ်တာကြောင့် it ပတ်စကီကိုနေပြီပါဒီရက်ခါမှာကိုကလေ့ဖွေရာကိုအတုပ်ပြူမှာလားဒါမှမဟုတ်ဘဲနဲ့မျက်နာကိုစကန်ဖက်ပြီးတော့အတုပ်ပြူမှာလားဆိုပြီးတော့ကိုဘာသာကိုရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကမျက်နာကိုစကန်ဖက်ပြီးတော့ပတ်စကီကိုထက်သွင်းပေးလိုက်ပါမယ်ကျွန်တော်ကတော့ continue ကိုပဲနေပါမယ်ဒီလိုပေါ်လာပြီဆိုရင်ပတ်စကီထက်သွင်းလိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်အကယ်၍ကိုကပတ်စကီထက်လိုက်တာအောင်မြင်သွားတယ်ဒါပေမဲ့ပြန်ပြီးတော့ဖြုတ်ကျင်နေဆိုရင်သူ့ရဲ့နှပေးမှာရှိတဲ့အမိုက်ပုံလေးကိုနေလိုက်တယ်ဆိုရင်ရပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနေနဲ့ပတ်စကီထက်သွင်းလိုက်လို့ရပါတယ် ဆိုတော့ဒီဗီဒီယိုက Binance Security နဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိရမယ် password ဘယ်လိုမျိုးချက်ရမလဲ pass key ဘယ်လိုမျိုးထည့်ရမလဲဆိုတာကိုမျှဝေပေးခဲ့ခြင်းပဲဖြစ်ပါတယ်ညီကိုတို့အတွက်မေးစရာတစ်စုံတစ်ရာရှိတယ်ဆိုရင် comment box အောက်မှာမေးခဲ့ပေးလို့ရပါတယ်ဒီဗီဒီယိုကညီကိုတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်တော့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ